မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ပါမှာကာနာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဂျေဇုတော်ကြောင့်ဒီမနက်မှာကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးအခန်းကြီး30အပိုက်ငယ်9ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်သို့တော်လဲထိုသူတို့တွင် များစွာသော သူတို့ကိုဘုရားခင်သည် အာရနှစ်သက်တော်မမူသူတို့သည်တော၌တေချေပျက်စီးခြင်းသို့ရောက်ကြ၏ဒါကတော့ဣတရီလလူမျိုးတွေရဲ့အကြောင်းကို ပြန်ပြောင်းပြီးတော့မှ ပြောပြနေခြင်းပဲဖြစ်ပါတယ်ဘုရားသခင်ကသူတို့ကို မိုးတိမ်အောက်မှပင်လယ်ရဲ့အလယ်မှရှောက်သွားစေခဲ့တယ်ကောင်းကင်ကနေကြတဲ့မနမုံကိုကျွေးခဲ့တယ်ဒါပေမဲ့သူတို့တွေကအာရဂျေနပ်ဖွဲ့မကောင်းဘူးဆိုတာကိုဘုရားသခင်ကမှတ်ချက်ပြုပါတယ် ဒါကြောင့်လဲနို့နဲ့ပြားရည်စီးတဲ့ခါနန်ပြည်ကို ဝင်ခွင့်မရပဲနဲ့တောထဲမှာပဲအနည်း40လုံးလုံးလဲ့လေသွားလာပြီးတော့မှတည်ကြည်ပျက်စီးကြရတယ်လို့ပါရှိပါတယ်။သူတို့ကိုဘုရားသခင်ကဘာဖြစ်လို့အာမရသလဲဆိုလို့ရှိရင်သူတို့ကဘုရားရဲ့လက်ရတော်တွေဘုရားသခင်ပြုသောကျေးဇူးတွေကိုခံစားရပါလျက်နဲ့ယုံကြည်သောစိတ်မရှိဘူးလို့ဒီလိုပဲနားလည်ရပါတယ်။ဆိုလိုတာက ဟေပြောဝါဒစာကိုဖတ်ကြည့်ရင်ယုံကြည်သောစိတ်မရှိဘူးဆိုရင်ဘုရားရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးလို့ပြောပါတယ်။ဘုရားခင်ရှိတာရဲ့ဘုရားခင်ထံလာတဲ့အခါအကျိုးပေးတယ်ဆိုတာကိုယုံရမယ်လို့တမန်ကျမ်းစာက ရှင်းလင်းစွာ ပြောပါတယ်။ဣသရေလလူမျိုးတွေကဘုရားပြုတဲ့အမှုတွေကို တွေ့ပေမဲ့ဘုရားသခင်ပေါ်မှာယုံကြည်စိတ်မရှိတဲ့အခါမှာအခက်ခဲပြဿနာကြုံတိုင်းညှိတွားမြည်တမ်းကြတယ်ဆိုတာကိုတွေ့ရပါတယ်။အောက်ပိုင်းမှာဆက်ဖတ်လို့ရှိရင် သူတို့ရဲ့အဓိကလက္ခဏာကြည့်တဲ့အခါမှာညီးတွားမြည်တမ်းခြင်းဆိုတာတွေ့ရပါတယ်လူတယောက်ကညီးတွားမြည်တမ်းတယ်ဆိုတာယုံကြည်စိတ်ချမှုမရှိလို့လို့ဒီလိုပဲနားလည်ဖို့ဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်အပေါ်မှာယုံကြည်မှုမရှိတဲ့အခါဘုရားသခင်အပေါ်ညီးတွားမြည်တမ်းတယ်ဘုရားသခင်ကိုစောရကတက်တယ်ဘုရားသခင်ပြုတဲ့အမှုတွေကို မေးခွန်းနေထုတ်မှာအမှန်ပဲဖြစ်ပါတယ်ပြီးတဲ့အခါသူတို့ရဲ့အလိုပြည့်စုံတဲ့အခါမျိုးတွေ တို့ဖြစ်ချင်တာတွေဖြစ်ရတဲ့အခါမျိုးတွေမှာတော့တို့ကဖះအောင်မေ့ပြီးတော့မှဒုစရိုက်ကို ပြုတ်ပြီးကခုံမြူဒူစားတောက်ကြပြန်နေဆိုတော့ကိုလည်းတွေ့ရအောင်မှာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်ရဲ့ဘဝအသက်တာမှာလဲစင်ချင်းစရာအကြောင်းတွေများစွာရှိပါတယ်ဘုရားသခင်ကအခက်ခဲပြဿနာတွေကိုဖြေရှင်းပေးမှာတော့မဟုတ်ပါဘူးတဘောကတော့လုံးဝကျွန်တော်ရဲ့ဘဝမှာအခက်ခဲတွေမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး ဘဝမှာအခက်အခဲဆိုတာရှိမှာပဲဖြစ်ပါတယ်။ဒါကကျွန်တော်ရဲ့ယုံကြည်ခြင်းကိုပိုးပြီးတော့မှစမ်းစစ်ဖို့ရန်အကြောင်းဖြစ်လာစေမှာဖြစ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့အတွက်ထွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးမယ်ဆိုတာကိုသိဖို့လိုပါတယ်။အငယ်ဆက်တော့မှာဒီလိုပဲပြောပါတယ်။လူနဲ့ဖြစ်တတ်တဲ့စုံစမ်းခြင်းကိုတော့ခံရမှာပဲ။ဘုရားသခင်ကတစ္ဆာရှိတဲ့ဖရာဖြစ်တယ်။မခံနိုင်တာကိုတော့ဘုရားသခင်ကပေးမှာမဟုတ်ဘူး။ဒါကြောင့်ခန္ဓာရည်ရှိပြီးတော့မှ ဒီစုံစမ်းခြင်းတွေရဲ့နောက်ွယ်မှာဘုရားသခင်ပြင်ဆင်ထားတဲ့ထွတ်မြောက်တဲ့လမ်းကိုတိဖို့လိုတယ်ဆိုပြီးတော့မှသွန်သင်ထားတဲ့အတွက်ကျွန်တော်ရဲ့ဘဝအသက်တာမှာလည်းပဲထွတ်မြောက်ရာလမ်းဒီဟုသောဘုရားသခင်ပြင်ဆင်ပေးတဲ့လွတ်မြောက်ခြင်းလမ်းကိုသွားမလားဒါမှမဟုတ်ရင်လေစုံစမ်းနောက်ဆက်ခြင်းထဲမှာညီးတွားမြည်တမ်းပြီးဘုရားသခင်အားမရတဲ့အသက်တာနဲ့အသက်ရှင်မလားဆိုတာကိုပြန်လည်ဆန်းစစ်ဖို့လိုပါတယ် တခါလေကျွန်တော်တို့ရဲ့ဘဝအသက်တာမှာတွေ့ကြုံရင်ဆိုင်နေရတဲ့အရာတွေကရက်ပိုင်းလေးနဲ့မပြီးသွားဘူးလပိုင်းနဲ့မပြီးသွားဘူးနှစ်နဲ့ချီပြီးကြာတာမျိုးတွေလည်းရှိနိုင်ပါတယ်ဂျာမားကြီးအားနေချို့တဲတာငွေကြီးကြီးပြက်လက်နေတာအလုတ်ကိုင်းမရှိတာမှဆပြီးတော့မှ ကျွန်တော်တို့ရဲ့ဘဝမှာ အထီးကျန်ရတဲ့အခြေအနေတွေများစွာရှိကောင်းရှိပါလိမ့်မယ်လူတိုင်းကြုံတွေ့ရတဲ့အခြေအနေကိုတော့ကျွန်တော်တို့စောရကတက်မနေတော့ပါဘူးဒါပေမဲ့ အဲ့ဒီလူတိုင်းကြုံတွေ့ရတဲ့အခြေအနေတွေကနေပြင်ဆင်ပေးမဲ့ထွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးမဲ့ဘုရားသခင်ရှိတယ်ဆိုတာကိုသိပြီးမှယုံကြည်ခြင်းရှိဖို့လိုတယ်လို့ဒီလိုပဲကျွန်တော်တို့ခွန်အားယူဖို့ဖြစ်ပါတယ်ဣသရေလလူမျိုးတွေရဲ့ဘဝမှာဘုရားသခင်မပြုတ်ပေးတဲ့အရာတစ်ခုမှမရှိပါဘူးအံ့ဩပွေရာတွေဘုရားသခင်ပြုတ်ခဲ့ပါတယ်ဒါကိုသူတို့အလျင်မြန်မေ့တယ်အနာဂတ်မှာ မျက်မှောက်မှာကြုံတွေ့ရတဲ့ အခက်ခဲတွေပေါ်မှာပဲကြီးတွားမြည်တမ်းနေကြတယ်ဒီလိုနဲ့ပဲသူတို့တွေဟာလိုရာခီးကိုမရောက်နိုင်ကြပဲနဲ့တောထဲမှာပဲတည်ကြည်ပျက်စီးကြရတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဘဝအသက်တာမှာလည်းဒီလိုမဖြစ်အောင်လို့ဘုရားသခင်ပေါ်မှာယုံကြည်ချက်အပြည့်အဝထားဖို့လိုပါတယ်ဘုရားသခင်စိတ်တော်နဲ့တွေ့ပြီးတော့အားရပွဲဖြစ်ဖို့ယုံကြည်ခြင်းရှိရင်ရပါပြီအဲ့ဒီယုံကြည်ခြင်းအပြင်တွေ့ကြုံရတဲ့အခက်အခဲပြဿနာတွေကို အောင်မြင်ကျော်လွှားနိုင်မှာဖြစ်တယ်လို့အပြေးပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်ကျွန်တော်ရဲ့ဘဝအခက်အခဲတွေဆိုတာလူတိုင်းကြုံတွေ့ရတဲ့အခြေအနေတွေမို့လို့မကြီးတွားတော့ပါဘူးကိုရောကဒီအခြေအနေတွေကနေလွတ်မြောက်တဲ့လမ်းကိုအမြဲပြင်ဆင်ပေးတဲ့အတွက်ယေရှုတင်ပါတယ်ဒီနေ့တို့ကဘတ်တော်ကြားရတဲ့မိသားစုဝင်ရဲ့အရောက်တိုင်းရဲ့အသက်တာမှာလဲကိုရောပေးတဲ့ထွတ်မြောက်တော်လမ်းကို မြင်တွေ့ပြီး ်ချီးမွမ်းနိုင်ပါမည်အကြောင်းမှဆာပါညီးတွားခြင်းမပြုဘဲယုံကြည်ခြင်းနဲ့တိုးဝင်တတော်သူများဖြစ်စေပါယေရှုတော်ပေါင်းကိုချီးမွမ်း၍သခင်ယေရှုခရစ်တော်နာမ၌တနေ့တာကိုအစာပြုပါ၏အာမင်